က်မကရဲ့အစီရင်ခံစာတွေအရဆိုရင်မူရီစေဝါစိုက်ပျိုးထုတ်လုပ်မှုဟာအခုနှစ်အတွင်းမှာများပြားလာနေပါတယ်။တိုင်းသားဒေသတွေမှာတော့လူငယ်တွေကြားမှာသာမကအထက်တန်းကျောင်းသားတွေကြားမှာပါဒီမူရီစေပြက်ကနာကိုကြုံနိုင်ကြရပါတယ်။ဒါကတော့ပချင်းပြည်နယ်အင်းတော်ကြီးဒေသချောင်းဝတိုက်နယ်တွေမှာရှိတဲ့စာတင်ကျောင်းတစ်ခုမှာထောင်ပြထားတဲ့ sign board ပဲဖြစ်ပါတယ်။လက်တွေ့မှာတော့ဒီ sign board ထဲမှာပြောထားတယ်ဖြစ်မလာပါဘူးတဲ့။ ကျမတို့ဒီအကြောင်းအနေနဲ့ဆိုလို့ရှိရင်လည်းဘယ်လိုပြောမလဲအဲမူရကင်းစင်ကျောင်းတော်တခင်ပေါ့နော်အဲ့ဆိုင်မုတ်ကမနစ်မဖြစ်မနေချိန်ရမှာဒါပေမဲ့ဒီနေရာမှာဒီဒီနားလေးပတ်ဝန်းကျင်မှာပဲလာမှရောင်းချဖောက်ဝဲရောရောင်းချပြီးတော့မှစားတောက်နေကြတဲ့အခါကျတော့အဲ့ဆောင်မုတ်တော့မှမတင်ရအောင်ဖြစ်နေလားအဲ့လိုပြောဖြစ်နေတယ်ကချင်ပြည်နယ်အတွင်းမှာတော့ကျေးရွာလူမှုတာမကစာတင်ကျောင်းတွေထိပြန့်နှံ့လာနေတယ်လို့ဒေသခံတွေကပြောပါတယ် တောင်းသားတွေအနေနဲ့မူရစ်ဆေးကိုတောင်းပေါ်အထိယူလာပြီးတော့သုံးဆွဲနေကြတယ်လို့ဆိုပါတယ်။ချောင်းဝအထက်တန်းချောင်းကတောင်းသားတယောက်ကသူကြုံခဲ့ရတာနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးပြောပြပါတယ်။အင်းကျွန်တော်ငွေကြေးဆယ်တန်းနေတဲ့ခါတော့မှဒီမူရစ်ဆေးကိုတောင်းပေါ်လိပြီးသုံးနေတယ်ကွာ။ဘာမှမပြန်နဲ့တွဲကြည့်။ဟာကျောင်းလည်းပြီးတယ်ပြီးတော့ကျောင်းနေတဲ့ခါကျောင်းပြေးဆရာမရဥမာခီးတာခီးထွက်တာမူရင်းတွားလာတာတို့တွားခါကျောင်းမှာအကြီးကဲတိတ်မရှိတော့ဆရာမရပဲရှိပါကျောင်း တို့ကအင်းចောင်းကနေတော့ယူရယူမှတ်ဒီចောင်းထိယူတက်ခဲတက်ပြီးရှိရဆရာမရတော့မသိဘူးနောက်မှကောင်းတိုင်းနဲ့တယောက်စကားတယောက်ပွားမှနေမှတည်ကြကြခုတိခုတိစားနေကြရလဲရှိရဆရာဆရာမပြောလို့ပြတ်သွားတာလည်းရှိရဒီဒေတာမှာဆိုရင်မူရင်စေမတုံးတက်တဲ့လူငယ်တွေဟာဆိုရင်ခင်မမီတို့လိုလူရမဝင်တို့လိုအနေထားမျိုးတော်ဖြစ်နေတယ်လို့ဆိုပါတယ်နောက်ပြီးဒီလူငယ်လူရွယ်တွေဆိုလို့ရှိရင်ဒါတပြေးပြေးနဲ့ကျွန်တော်တို့တွေက ဟိုယင်ဘားလာတယ်လို့ဖြစ်တာအဲ့ဒါကြီးကိုသွားလှုပ်လိုက်ရင်ဘာမှအရင်တော့ကဖိုးဖိုးဘင်းသွားသွားရှူမယ်ဆိုရင်ချက်เสียဖြစ်တယ်လို့အခုဆိုလို့ရှိရင်ဖိုးဘင်းရှူရမှာကိုတတော်ကိုလူရဝင်တယ်လို့လို့ဖိုးဘင်းမရှူတဲ့လူဘာမှမစားမတောက်တဲ့လူဆိုလို့ရှိရင်တကယ်ကိုအရာမရောက်တဲ့လူလိုလိုဖြစ်သွားတော့တာဒီတုံးကျွဲတဲ့လူတွေများနေတဲ့အရှင်တော်လေသူတို့တွေကတော့မူရစေအန်ဒီရဲ့အတွက်အရန်ကိုစူးရင်နေကြပါတယ်ဒီအင်တော်ကြီးကျွန်တော်အင်တော်ကြီးကို ပရမအဆုံးတော့ကျွန်တော်ကပရမအဆုံးကဒီဘိန်းဘိန်းမဲကစပြီးမှဝင်လာတယ်ဒီဘိန်းမဲကိုဝင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဒီအဖြူဘောပေါ့နံပါတ်4လို့ခေါ်တဲ့ဘိန်းကြီးပေါ့နော်ဘိန်းကြီးကနေကျွန်တော်ဝင်ခဲ့တယ်ကျွန်တော်ဝင်ခဲ့တာလဲကျွန်တော်ဒီဟိုပင်တန်လိုင်းယူဘက်ကဝင်တာခဏမြားပေါ့ကျွန်တော်တန်လိုင်းယူကနေဝင်မြတ်ဒီဘက်ကျွန်တော်လည်းဖြန့်ဖြူးတာတခြားနယ်တွေလည်းမရှိသလောက်ဖြစ်နေတယ်ကျွန်တော်တကယ်မဲ့ကျွန်တော်ဒီဒေတာကတော့တော်တော်လေးကိုဒီမွေးဆေးွားတော့တအားပေါ်များနေတယ်ဒီနံပါတ် ဖိုးလို့ခေါ်တဲ့ဟောကနောဘိန်းချူပေါ့အာကြီးပေါ်များတယ်ကျွန်တော်တို့အဲ့ဒါမျိုးကျွန်တော်ဒီရွာကလေးလည်းပြက်စီးတယ်လည်းလူငယ်မှအစလူကြီးကျွန်တော်တို့ចောင်းသားမှအစကျွန်တော်တို့ဒါအပြက်စီးရကျွန်တော်ဒီမှာတရားကလေးလို့ဆိုတော့ဒီဝင်းစစ်ကြောင့်လည်းဝိရေစေဝါရောင်းဝယ်ဖောက်ကားမှုကိုအေးအေးယူမှုတွေအားနည်းနေရတယ်လို့ဒေသခံတွေကပြောပါတယ်ပထမလူငယ်ကလုံးလင်းကားနှစ်ကလေးကတော့ဖမ်းဆီးလာလို့ရှိပါတယ်နောက်ကြတော့ကျွန်တော်တို့ဒီကအဲဆိုတော့ဒီနည်းနည်းလေးနယ်မြေက ချုံချုံချက်ဖြစ်တော့ကျွန်တော်တို့ဒီနေမြခံရဲတွေလည်းမရှိတော့ဘူးလုံးတော့မကပြောင်းတော့ကြတော့သူတို့လည်းမလာဘူးလာမဖမ်းဘူးမဖမ်းတဲ့အပြင်မှာသူတို့ကပြီးတော့ဒီကောင်လည်းဒီကမွေးစေကရောင်းတဲ့ပိုင်ရှင်တွေကိုလစာကောက်စားတာတို့ကအဲ့လိုသူတို့ကတလဘလောက်ဘလောက်အခွင့်ဆောင်ရမယ်ဆိုမှသူတို့ကောက်စားတာနေမြခံရဲတွေကလည်းကောက်စားတယ်ပြီးတော့ကျွန်တော်တို့ဒီကနေမြခံကျန်ရေပေါ့အချင်းပေါ့အချင်းတက်လည်းကောက်စားတယ်အဲ့ဒါနဲ့ပဲကျွန်တော်တို့ဒီမွေးစေကရောင်းတဲ့လူတွေဒါကိုမိခိုလုံနေတာ ခုဆိုရင်မူရဲ့စေးရောင်းတဲ့သူကအကြောင်းသားအနည်းတဝိုက်မှာလာရောက်ရောင်းချနေကြတယ်လို့ပြောပါလေ။ဟုတ်။ကျောင်းပိတ်တဲ့ရက်ဆိုလို့ရှိရင်ဆရာမကမလာတဲ့ရက်ကျောင်းကမလုံတဲ့အချိန်ကြတော့အဲ့ဒီကျောင်းပေါ်မှာကိုဇလေးနေရောဘာရီရောဆိုတဲ့ဇာတင်ကျောင်းအောက်မှာဆရာမဆိုလို့ရှိရင်ခဏခဏပြောတာဒါမင်းတို့လူကြီးတွေကဘာမှမလုပ်နိုင်တော့ဘူးလားဘာလုပ်လို့မလဲမရဘူးဖြစ်နေတယ်။ ိုင်းတာမူရဆွေးတွေတုံဆွေးနေကြမယ်။ရောင်းဝယ်ဖောက်ကားနေတဲ့သူတွေကိုလည်းထိထိရရအေးအေးယူပေးမဲ့သူတွေမရှိဘူးဆိုရင်တော့သိမကြတဲ့အချိန်အတွင်းမှာလူမျိုးပါတုံးသွားနိုင်တယ်လို့ပြောသွားပါလိမ့်ရှင်။အနုစီဘနာအန်တပိုင်ရမကားပြင်းမကားဟာအစားစားဟာစီပိုင်မတိကိုဟိုတွေ့ပေါကတာဟုမုံဦးကြောင်းမလေးမယံတော့ပြင်းငါ